အားလုံးပဲမင်္ဂလာပါခုနှစ်သားမိညာအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ငါဘေးဒင်းရဲ့ YouTube channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ ям မကတော့ဆောလနွေနီဖြစ်ပါတယ်ဆ ям အနေနဲ့က2025ခုနှစ်နိုဝင်ဘာလအတွက်တောက်ကြသားသမီးလေးတွေရဲ့တလားစာအထူး hostel ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် ဒီလတွင်မှာတောက်ကြသားသမီးရဲ့လုပ်ငန်းစီးပွားကဏ္ဍတွေငွေကြေးကိစ္စအလူမှုရေးကဏ္ဍလေးတွေအိမ်တွင်းအိမ်နောင်ရေးမြစ်တာရေးကဏ္ဍလေးတွေပေါ့နော်ပညာရေးရဆဆောင်ရွက်ဆောင်နဲ့ပြုလုပ်ရမယ့်ရည်ရည်လေးတကူတကူချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာတောက်ကြသားသမီးလေးတွေလုပ်ငန်းစီးပွားပိုင်းတွေကိုစတင်ပြီးတော့ပြပြပေးသွားပါမယ်။အဲ့တော့ဒီလအတွက်လုပ်ငန်းစီးပွားရဲ့လောက်ကိုင်းတဲ့နေရာမှာတတိထားပြီးတော့လောက်ကိုင်းရမယ့်ကာလဖြစ်ပါတယ်။လုပ်ငန်းပိုင်းတွေမှာရှစ်မတိုးပဲနဲ့ရက်တက်နေတာမျိုးတွေရှိမယ်။လုံးသလောက်မျောလင်းထားသလောက် မဖြစ်နေဘူးပေါ့နော်လုံးတလောက်မရောက်နေဘူးမျောလင်းထားတလောက်မဖြစ်နေဘူးပေါ့နော်အခက်အခဲလေးတွေရှိမယ်အဲ့တော့ဒီလာထဲမှာလောဘကြီးလို့မရဘူးဆုံးရှုံးမှုတွေဂျုံတွေ့ရတတ်တယ်မိမိရဲ့ဒီဇတိုလောက်ကင်မှုကြောင့်နာဆုံးရှုံးမှုတွေဂျုံတွေ့ရနိုင်တယ်လုပ်ငန်းခွင်လန်းတွေကတော့ပေါ်လာဖို့ရှိရဲပေါ့နော်အဲ့တော့လုပ်ငန်းပိုင်းတွေမှာအပြိုင်ဆိုင်တော့များမယ်ထိုးပြိုင်ဆိုင်တွေကိုတတိထားမဲ့နေထားမှာရှိရဲနော်အဲ့တော့ရှင်းစွဲလုပ်ငန်းကိုအလေးထားပြီးတော့ပြုလုပ်နိုင်ဖို့လိုမယ်ကိုလုံးနေတဲ့လုပ်ငန်းလေးကိုအားဆိုင်ပြီးတော့လုပ်ပါတခြားလောဘကြီးပြီးတော့တိုးချဲ့တာမျိုးလောက်ကင်နာမျိုးလေးတွေအထူးတတိ ထားပါเนาะနောက်ပြီးတော့ဆောင်ရွက်စာတမ်းနံပါတ်ထိုးတဲ့ကိစ္စလေးတွေငွေကြေးကိစ္စတာဝန်ယူခြင်းဒါလေးတွေအထူးရှောင်ပေးပါလူယုံတတိထားပါနော်မိမိကိုယ်တိုင်ပြုလုပ်ပါလုပ်ငန်းပိုင်းထဲမှာမှားယွင်းနေတာလေးတွေပေါ့နော်တိပီဆိုရင်တော့ချက်ချင်းရက်ပါရှေ့တိုးပြီးတော့ဆက်လုပ်မယ်ဆိုရင်ဆုံးရှုံးမှုများများကြုံတွေ့ရနိုင်ပါတယ်နော်အထူးကြောင့်လူယုံလူယုံလွှဲတာမျိုးဟောယုံကြည်ပြီးတော့လုပ်ငန်းအတာမျိုးမလုပ်နဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးလုပ်မှတာအဆင်ပြေမယ်နော်အဲ့တော့ပစ္စည်းတိုးလောင်ခြင်းဈေးကစားခြင်းပြုတာတွေအထူးရှောင်ပေးပါနော်ဒီလာထဲမှာ ဲ့တော့ဒီရောင်းရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်ရောင်းဝယ်လေးတွေအတက်ကျရှိမယ်ရောင်းမန်းတော့တားမယ်ဒါပေမဲ့ရောင်းဝယ်တက်ကျတော့သွားမှာပေါ့နော်ဒီတရက်နှစ်အတွင်းမှာရောင်းဝယ်ကောင်းပြီနောက်တရက်နှစ်ပြန်ကြမယ်ဒီတစ်ပတ်အတွင်းမှာရောင်းဝယ်တက်ပြီနောက်တစ်ပတ်ပြန်ကြမယ်ဒါမျိုးလေးတွေရှိမယ်။ဘာ PC တို့လောက်နိုင်လဲမရဘူးဈေးကစားရည်လည်းတည်ထားပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့ဝန်ထမ်းဆိုရင်တော့စိတ်ညစ်စရာလေးတွေကြုံမယ်အောက်လဲငယ်သားကြောင့်စိတ်ပင်မဲ့နာမျိုးအကြီးကဲထက်သူကြီးဖီးယားကြောင့်စိတ်ပင်မဲ့နာမျိုးတွေရှိမယ်အလုံးမှာအစမပြေဖြစ်မယ်တခါလေအလုံးပြောင်းချင်ထွက်ချင်စိတ်တွေပေါ်မယ်အလုံးမှာစိတ်ပါဝင်စားမှုအားနည်းနေတာမျိုးတွေရှိမယ် ပေါ့နော်အလုပ်လုပ်ချိန်ကံရည်စဲမရှိတာစိတ်မပါတော့သူလိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ထို့ကြောင့်တော့အလုပ်ထဲမှာနှဲ့ငယ်စိတ်ကောလူရောပင်မနေတာမျိုးတွေရှိမယ်အပြောင်းလဲလုပ်မွေဆိုရင်တစ်ဖက်ကရမှာတစ်ဖက်ကပြောင်းပြီးအလုပ်ထွက်ပြီးရှာမယ်ဆိုရင်ကြက်ကြမှုလေးတွေရှိမယ်နော်အဲ့ဒါဝန်ထမ်းအစိုးရဝန်ထမ်းမဖြစ်ပုဂ္ဂိုလ်ကဝန်ထမ်းမဖြစ်ဒီလိုမျိုးတွေကြုံရမယ်အဲ့တော့ဒီလအတွင်းမှာလုပ်ငန်းစီးပွားလုပ်ကိုင်တဲ့နေရာမှာအကျိုးပေးလုပ်ငန်းတွေကတော့တောက်ကြနေနော်တောက်ကြနေကြတာပြိနေအင်ကာနန်စနေနန်နေအကျိုးပြုပါတယ်ဒီလုပ်ငန်းတွေနဲ့စီးပွားရေးလုပ်မယ်ဆိုရင်အဆင်ပြေမယ်အခုပြအခုပြောတဲ့လုပ်ငန်းတွေလောက်ကင်နေတဲ့သူတွေတော့ကတော့အားကောင်းတယ် အဲ့တော့တောင်းကြတဲ့နေဆိုတော့သူတန်တိလုပ်ငန်းတွေဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတွေနော်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစားသောက်ကွန်စတိုးဆိုင်ဆန်စီဆေးနော်အထည်လုပ်ငန်းဓာတ်ဆီဒီဇယ်လုပ်ငန်းတွေထမင်းဆိုင်စားသောက်ဆိုင်လုပ်ငန်းတွေအကျိုးပြုတယ်အဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအတွက်ကအဆင်ပြေမယ်လုပ်ငန်းတစ်လေးတွေလုပ်ချင်တယ်ဆိုဒီလုပ်ငန်းတွေနဲ့တွဲပြီးလုပ်ပါအဆင်ပြေမယ်လားပေါ့နော် ဲ့တော့လုပ်ငန်းလုပ်တဲ့နေရာမှာအရာရာသတိနဲ့ပြောဆိုပါနော်ပြောဆိုဆောင်ရွက်ပါလောဘကြီးလို့မရဘူးစိတ်လောလောမရဘူးနော်စိတ်လောလို့လည်းမရဘူးအဲလောဘကြီးရင်ဆုံးရှုံးမှုတွေများတတ်တယ်ပေါ့နော်ဒီလအတွင်းမှာအဲ့တော့ဒီလအတွင်းမှာလုပ်ငန်းစီးပွားပိုင်းနဲ့လူကောင်းမှုကုသိုလ်လေးတွေဘာသာလဲတရားလေးတွေနဲ့တွဲပြီးလုပ်ပါဘာသာရေးမမေ့နဲ့ကောင်းမှုကုသိုလ်မမေ့နဲ့နော်အဲ့တော့ကုသိုလ်ရေးဘာသာရေးနဲ့တွဲပြီးလုပ်ငန်းစီးပွားလုပ်ခက်ခဲမှုတွေလွတ်မြောက်မယ် နော်အဲ့နောက်ထပ်ငွေကြေးခဏလေးတွေပြောပြပေးပါမယ်ဒီလားထဲမှာလုပ်ငန်းစည်းဝေးငွေကြေးလေးတွေကိုကြည့်လိုက်တဲ့အခါမှာငွေကန်ကတော့ဝင်တော့ရှိနေတာပေါ့နော်ဝင်တော့ရှိနေတယ်ဝင်တော့လည်းပြန်ကုန်နေလိမ့်မယ်တဲ့ဒီလားမှာနော်မိမိကိုယ်တိုင်သုံးများနေတာမျိုးသူတို့ဘာတွေကုန်နေတာမျိုးနော်အဲ့တော့သူတို့ဘာတော့အပေါင်းသင်းတွေအမြောက်ဝင်ပြီးတော့နော်ဒါဒီပြောဆိုမယ်သွားမယ်လာမယ်စားမယ်တောက်မယ်ဆိုပြီးတော့အဲ့ဒီအတွက်အပျော်ပါးတွေမမှုကြောင့်ငွေကုန်ကြေးကြတာမျိုးရရှိမယ်ငွေထွက်မယ် ငွေရဖက်ဖက်ကနေရှာနိုင်မှစူးစောင်းနိုင်မှငွေရခြေထားသုံးနိုင်မှမြဲမှာပါเนาะကိုကိုတိုင်းနဲ့ငွေရပေါက်တွေမထိန်ဘူးเนาะငွေသုံးများနေတဲ့အကြောင်းမျိုးမျိုးနဲ့ကုန်နေတဲ့သူတို့ဘောက်အာမခန္ဓာချင်းကလို့ရှိရင်ငွေချေးအတွက်ပူပန်ရနိုင်မယ်စိတ်ညစ်ရနိုင်မယ်ထို့ကြောင့်စီးနဲ့ကဲနဲ့သုံးဆွဲပြီးတော့เนาะငွေရပေါက်တွေထိနေမှငွေမြဲမှာငွေဝင်တဲ့တစ်ခုတည်းမဟုတ်ဖက်နဲ့ဖက်ဖက်ကနေရှာနိုင်တော့ပိုကောင်းနိုင်တယ်ပေါ့เนาะဒီလာထဲမှာနောက်ထပ်ဒီလာတွေလူမှုရေးကဏ္ဍလေးတွေပြပြပေးသွားပါမယ် ဲ့တော့ဒီလထဲမှာလူမှုရေးကဏ္ဍလေးတွေနိုင်ငံစိတ်ညစ်စရာလေးတွေစိတ်ရှုပ်ရစိတ်ရှုပ်စရာလေးတွေရှိမယ်လုပ်ငန်းပိုင်းထဲမှာပေါ့နော်ဒါလုပ်ငန်းပြိုင်စီးပွားပြိုင်လေးတွေပေါ့နော်ဒါကြုံတွေ့ရမယ်နော်ခန္ဓာအလုံးမှာရောမမိ အိမ်မှာရောပေါ့နော်အဆင်မပြေဖြစ်မဲ့လူမှုရေးကဏ္ဍလေးတွေပေါ့မမီရဲ့ပတ်ဝန်းကျင်ပိုင်းမှာလည်းတတိထားမှာပေါ့နော်မနာလိုသူတွေမကောင်းပြောဆိုတာလေးတွေရှိရဲစကားပြောဆိုတတိထားမမီကိုတိုက်ခိုက်သူတွေရှင်ပြိုင်သူတွေရှိရဲပေါ့နော်အဲ့တော့စကားများတာမျိုးလေးတွေရှိမဲ့သူခုံးကိုတခုံးစကားများတာရှိမဲ့လုပ်ငန်းပိုင်းထဲမှာလည်းစိတ်လိုမချမှုတွေများမယ်ပေါ့နော်အရေရာတတိနဲ့ပြောဆိုလောက်ကိုင်းမှာတော့လူယုံမထားနဲ့ကိုရဲ့အတွင်းရေးကိစ္စတွေလုပ်ငန်းစည်းဝါကိုရဲ့ကိုရာကိစ္စတွေပြပြတာတိုင်မြင်တာတွေတတိထားရမယ်ပေါ့နော်ဒီလာထဲမှာ နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးပေါ့နော်အဲ့တော့အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးမှာတော့ဒီအကြီးမားကြီးတော့ပြဿနာမရှိဘူးဒါပေမဲ့အောင်းနိုင်ငယ်သားသားသမီးတွေအတွက်အနေငယ်စိတ်ပူရတာမျိုးတွေရှိမယ်နော်တခါလေအိမ်တွင်းရေးပိုင်းတွေမှာစိတ်လို့မကြောက်မှုတွေများမယ် ကိုယ်စိတ်နဲ့တထထဲမကြနေတဲ့သဘောပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အဲအများနဲ့ကိုယ်နဲ့ဆန့်ကျင်ဘက်လေးတွေဖြစ်နေတတ်တာပေါ့နော်အိမ်မှာအိမ်မှာမိသားစု9ယောက်ရှိတဲ့ဆိုရင်အဲကိုကိုအမ3ယောက်လောက်နဲ့အဲကိုကအဆင်မပြေဖြစ်တာမျိုးစိတ်သဘောထားကွဲလွဲမှုတွေရှိတာမျိုးတွေရှိမှာကိုယ်စိတ်သူတို့လောက်ကိုင်နေတာတွေကိုကစိတ်တိုင်းမကြစိတ်လိုမကြမှုတွေကြောင့်ဒါမျိုးလေးတွေကြောင့်အာယုံနောက်ဆရာလေးတွေရှိမယ်နော်အဲ့တော့အိမ်တောင်ရှိသူများကအိမ်တောင်ရင်းမှာတယောက်နဲ့တယောက်တန်တရားဘွားဆရာလေးတွေရှိမယ်အမြင်မကြည်မနေဖြစ်မယ်အနှဲငယ်အကြည်တဲလေးတွေညောင်းနေပေါ့နော်သူလည်းအရှုံးမပေးကိုလည်းအရှုံးမပေးသူတို့ခွန်းကိုတို့ခွန်းနဲ့အိမ်တွင်းအိမ်တောင်ရင်းကတော့ကစားလေးတွေအတိုက်ခံလေးတွေများနေ တတ်တယ်။နောက်ထိုးကြောင့်စီးပွားရေးအတူလို့ဘာသာရေးအတူလို့ကောင်းမှုကုသိုလ်တွေအတူလို့ပြီးနားလည်မှုနဲ့သိစာရှိတဲ့တွင်နိုင်မှာအေးချမ်းမဲ့အဆင်ပြေမယ်နော်။ဒီလာထဲမှာအဲ့တော့အိမ်ွေးအိမ်တော်ရေးနည်းနည်းလေးတော့ပြဿနာလေးတွေရှိမယ်အကြီးအမားကြီးတော့မရှိပြင်မဲ့ပေါ့နော်။ ။နောက်ထပ်မေတ္တာရေးကဏ္ဍလေးတွေငရေသူတွေတက်မေတ္တာရေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာစိတ်နှောက်ရှက်လေးတွေနဲ့ငယ်ကြုံရမယ်။နောက်အထင်နဲ့မြင်လွဲမှားနေတာမျိုးတွေအခြေအပိုင်းမှာစိတ်ညစ်စရာစိတ်ရှုပ်စရာလေးတွေကြုံမယ်။အခါလေးပေါ်တော့အခြေအပိုင်းမှာရှင်းဆက်အခက်နောက်ဆိုအခွဲတွေ့မှုလေးတွေရှိမယ်နော်။အဲ့တော့ချစ်သူဆောင်တဲ့အနေနဲ့မမေ့ချစ်သူကြောင့်စိတ်ညစ်စရာလေးတွေရှိမယ်။တန်တရားဘောစာလေးတွေရှိမယ်။စိတ်သဘောထားကွဲလွဲမှုလေးတွေကြောင့်နဲ့အခြေအပြင်းထန်လေးတွေကြုံရပြီးတော့တဲ့အစမပြေမှုလေးတွေကြုံရမယ်ဆိုတဲ့သဘောပေါ့နော်။အဲ့တော့အခက်မသိရင်ကွဲကိန်းပြက်ကိန်းဖြစ်တာဆက်သွဲပြက်တာလေးတွေမခွန်မပြောတာလေးတွေကြုံရမယ်နော်။အာအပြိပန့်ကွဲသွားတာမျိုးကတော့ သေးကြဘူးအစင်မပြန်မပြေဖြစ်နေတဲ့ຢာတွေမကြခင်ပြန်ပြေးမယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့အခြေခံနာလေးတွေနည်းနည်းလေးသတိထားမယ်ကာလပေါ့နော်နောက်ထပ်ကျန်းမာရေးခံနာလေးတွေပြပြပေးသွားပါမယ်အော်ဒီလတွင်မှာတောက်ကြသားသမီးလေးတွေရဲ့ကျန်းမာရေးကဏ္ဍလေးတွေပေါ့နော်အဲ့တော့ကျန်းမာရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာမကြမကြပြစ်တဲ့ယောဂါလေးတွေရပါပေါ့နော်ဥကောင်းမကြည်တာလေးတွေဖြစ်မယ်နော်အောင်ကျော်အနေနဲ့ဥကောင်းမကြည်တာ1 byte အစာအိမ်1 byte နဲ့ပတ်သက်တာနော်အစာမတာဖြစ်မယ် ။မအောင်ကြောအားနေတာနှလုံးအားနေပြီးတော့ကရုံကင်းဖြစ်တယ်။အမျိုးသမီးလေးဆိုသွေးသားအနေနဲ့အများအသွေးသားမမှန်တာလေးတွေဖြစ်မယ်ပေါ့နော်။နောက်ထပ်အဆိတ်ရှိသောသတ္တဝါအကိုက်ခံတဲ့တဲ့နော်အခွေးတို့အကြောင်းတို့ဂယူးဆက်နော်။အသက်ကြီးပိုင်းလေးတွေမှာချင်းလက်ဒီကိတ်တန်ဒါလေးတွေနော်သွေးပေါင်တက်ကြလေးရှိမယ်။နော်အစားအသောက်မှားမှုကြောင့်ကျဲမိုင်ချူကြမှာဝမ်းပိုက်မကောင်းဖြစ်မယ်။နည်းနည်းလေးချူကြမယ်အသက်ကြီးပိုင်းတွေဂယူးဆိုင်ရမယ်နော်။ကျဲမိုင်ကတော့ နောက်ထပ်ပညာရေးခန္ဓာလေးတွေပြပြပေးသွားပါမယ်။တောက်ကြသားသမီးတွေရဲ့ဒီလာထဲမှာပညာရေးခန္ဓာလေးတွေကအာစူးစမ်းမှုဖြစ်ရလက်ကောင်းတွေထွက်ပေါ်လာမယ်။တခါတည်းရန်ပေါ့နော်။စိတ်မပါသလိုဖြစ်နေတာမျိုးတွေရှိမယ်။မေတ္တာရေးခန္ဓာလေးတွေလူမှုရေးခန္ဓာလေးတွေအားများပြီးတော့ပညာရေးမှာစူးစမ်းခြင်းစိတ်တွေပြဆုံးနေတာမျိုးတွေစိတ်မပါသလိုတွေဖြစ်တတ်တဲ့အတွက်အနေငယ်ခက်ခဲမှုတွေကြုံရနိုင်တယ်။ထို့ကြောင့်မမီးရဲ့စူးစမ်းမှုဖြစ်ရလက်ကောင်းထွက်ပေါ်လာနိုင်တဲ့ဆိုတဲ့အနေထားမှာကိုယ်ကစိတ်ကောလူဝင်ပြီးစူးစမ်းနိုင်မှာရလက်ကောင်းတွေထွက်ပေါ်တတ်တယ်ဆိုတဲ့အနေထားပါနော်။တခါတည်းရန်တော့စိတ်ပါဝင်စားမှုအားနည်းနေတာမျိုးကြောင့်ပညာရေးခက်ခဲတတ်တယ်ပေါ့။ဒီလိုမျိုး လေးတွေကြုံတွေ့ရမယ်เนาะ ဒေါက်တာနိုင်ငံခြားကံပေါ့နော်အဲ့တော့ဒီလာထဲမှာနိုင်ငံခြားကံအနေထားနဲ့ပတ်သက်ပြီးကြည့်လိုက်တဲ့အခါမှာအခွင့်အလမ်းတွေပေါ်မယ်ပေါ့နော်အခီးစင်တွေကြန့်ကြာဆောင်ဆိုင်နေရတာမျိုးတွေရှိမယ်အဲ့တော့ကြန့်ကြာကြန့်ကြာနေတဲ့ခီးစင်တွေဆောင်ဆိုင်နေရတဲ့ခီးစင်တွေမကြခင်သတင်းကောင်းကြတာမျိုးခီးထွက်တာမျိုးတွေရှိမယ်နော်အဲ့တော့ခီးတို့လေးတွေကတော့တွားတက်တယ်ခီးဝေးကတော့ဟောပေါ့နော်အဲတွားဖို့က50 50ရာခိုင်နှုန်းပဲရှိရဲအဲ့တော့ခီးတို့လေးကတော့တွားဖို့ရာခိုင်နှုန်းအများတယ်ဆိုတဲ့အနေထားရှိတယ်အဲ့တော့နိုင်ငံခြားကံအခွင့်အလမ်းတွေကတော့လက်ရှိအနေထားမှာပေါ့နော်လာအစားပိုင်းမှာနိုင်ငံခက်ခဲလေးတွေကြုံမယ် and ဒီလောက်ကောင်ပိုင်းလောက်ဆိုရင်တော့ဒီခီးစင်လေးတွေအကောက်မဲ့နေထားမှရှိတယ်ပေါ့နော်ပြီးအဲ့တော့ရဝေးခီးစင်ရောရန်ငယ်ချားခီးကံရောပေါ့နော်လောက်ကောင်ပိုင်းလောက်မှာပို့ပြီးအကောက်နိုင်တယ် တော့ဒီလအတွက်ချိုးပိလက်ကီကနန်းနဲ့လက်ကီကလာလေးတွေပြပြပေးသွားပါမယ်အဲ့တော့တောင်းကြအသားသမီးရဲ့လက်ကီကနန်းလေးရတော့6ကနန်း3ကနန်း9ကနန်း63ခုချိုးပိလက်ကီကနန်းပါနော်အဲချိုးပိလက်ကီကလာလေးတွေရတော့နက်ပြာရောင်လေးတွေနက်ပြာဝင်လေးတွေပေါ့နော်ညီညိုပွင့်ညီညိုရောင်လေးတွေအပြာပွင့်အပြာနုရောင်လေးတွေပေါ့နော်အပြာရောင်လေးတွေချိုးပိလက်ကီကလာလေးတွေဖြစ်တဲ့အတွက်ရေးကြည့်တော့လုပ်ငန်းကိစ္စတွေရေးကြည့်တော့အကြောင်းအရာတွေမှာဝစ်စင်အုံပြုကြည့်ဖြင့်ကန်စတာပွင့်လန်းစီပါလိမ့်မယ်နော်အဲ့တော့ဒီဒလာလုံးတွေဆောင်ရံလေးတွေပြောပေးပါမယ်ဒီဒလာလုံးတွေဆောင်ရံအနေနဲ့ကတော့သူ့တက်တက်ချင်းလောင်းကစားပြုလုပ်ချင်းเนาะအပြော်ပါတာ ောက်စားအထူးဆောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီတလာနောက်တဲ့ကံကောင်းစီဖို့တဲ့ပြုလို့ရမယ့်ရေတရာကမိမိအိမ်ဖျားမှာနုံစွန်းကပ်ပါစီမီကို